ခင်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကနိုင်ငံတစ်ခုရဲ့အင်္ဂါရက်ကဘာတွေပါလဲနေသားအုပ်ချုပ်ဤလေးခုနိုင်ငံဖြစ်ရည်တည်မှုဆိုတာပြောပြသွားပြီအဲ့တော့အခုပြောမှာကအဲ့ဒီနိုင်ငံတော်အင်္ဂါရက်ထဲမှာရှိတဲ့နေနမိတ်အပိုင်းခြား territory ဒါနဲ့ပတ်သက်ပြီးတော့ဝေမျှပြီးမှာဖြစ်ပါတယ်အဲ့ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေက territory လို့ပြောလို့ရှိရင်ဘာမှမသိပါဘူး မြန်မာနိုင်ငံမှာဘလို့ဖွဲ့စည်းတိစောက်ထားလဲမြန်မာနိုင်ငံနေနေမိတ်ဧရိယာကဘာတွေနဲ့ဖွဲ့စည်းတိစောက်ထားလဲမသိပါဘူးအဲ့တော့ဒါရိုက်တိုဒီလူသားမနေထိုင်ရဲ့နေမြေဒါကိုကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာတေချာပြောပေးတာပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်းနှစ် structure ဘိုင်းနိုင်ငံတော်ဖွဲ့စည်းတိစောက်ပုံမှာပြောပေးထားပါတယ်နော်အဲ့တော့ကျွန်တော်ကြည့်မယ်အခန်းနှစ်နိုင်ငံတော်ဖွဲ့စည်းတိစောက်ပုံမှာအဲ ဘလို့ရှိနေလဲဆိုတာကိုကျွန်တော်လင်္ကာလေးနဲ့ကျွန်တော်ပြောပြမယ်။မြန်မာနိုင်ငံရဲ့ဖွဲ့စည်းတိစောက်ပုံကတိုင်းပြည်နယ်မြေကိုတိုင်းကိုဒီနီနီကအော်ဘူးလေဆိုပြီးတော့ခုံခုံနှစ်တဲ့ငါဆိုပြီးကျွန်တော်ကလင်္ကာလေးဆက်ပေးတာ။တိုင်းဆိုတာကခဏနေဦးနော်။တိုင်းဆိုတာကဘာဖြစ်လဲကျွန်တော်တို့တိုင်းဒေသကြီးပြည်ဆိုတာကပြည်နယ်ကို နေမြေဆိုတာပြည်တော်စုနေမြေကိုတိုင်းဆိုတာတိုင်းဒေသကြီးကိုပိုင်ဦးချိုခွေရတိုင်းဒေသကြီးနော်ကိုပိုင်ဦးချိုခွေရတိုင်းအဲဒေဆိုတာကကိုပိုင်ဦးချိုခွေရဒေဆိုတာကိုပိုင်ဦးချိုခွေရဒေသလို့ပြောတာဒီကိုပိုင်ဦးချိုခွေရတိုင်းနဲ့ကိုပိုင်ဦးချိုခွေရဒေသနှစ်ခုပေါ့ကိုပိုင်ဦးချိုခွေရစီရင်စုလို့ခေါ်တယ်ဗျအဲ့တော့နီဆိုတာကဘာပဲလဲတာတာရဏခုနဲ့နီနီဆိုတော့ခေါ်ခေါ်ကဆိုတာနှစ်နော်အော်ဆိုတာကတက် ဘူးဆိုတာငါခွန်ခွန်နှစ်တဲ့ငါကိုဘတိုင်းဒေသကြီးခုနှစ်ခုပြည်တော်စုနယ်ပြည်တော်စုခုနှစ်ခုနော်ပြည်နယ်ခုနှစ်ခုပြည်တော်စုနယ်မြေနှစ်ခုကိုဘဦးချော့ခွေရတိုင်းတခုကိုဘဦးချော့ခွေရဒေသငါးခုဆိုပြီးတော့အဲ့ဒီလို structure ဘိုင်းမှာရှိတယ်ဗျနော်အဲ့တော့တာရီတိုရီနယ်နိမိတ်အပိုင်းခြားတဲ့ပတ်သက်ရရှိချင်းခိုခိုနှစ်တဲ့ငါးကိုမှတ်ပါ တိုင်းပြီးနေမီကိုတိုင်းကိုဒီနီနီကအော်ဘူးလေဆိုပြီးတော့ကိုကိုနှစ်တဲ့ငါဆိုပြီးမှတ်ထားလို့ရှိရင်ရပါပြီဟုတ်ပြီအဲ့တော့ကျွန်တော်ကအဲ့ဒီ structure ဘိုင်းမာတင်ကိုကျွန်တော်တို့ကဒီဘလို့ခေါ်မလဲဒီဒီဖော်စီပုံထဲမှာရေးပေးထားတာပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီနာမည်တွေပြောင်းမယ်ပြည်နယ်တွေရဲ့နာမည်တွေပြောင်းမယ်ဆိုလို့ရှိရင်ဘလို့လုပ်ပါအဲ နေနမိတ်အပိုင်းကြားတွေပြင်မယ်ဆိုဘယ်လိုလုပ်ပါဆိုပြီးတော့တေချာရေးပေးထားတယ်အဲ့ဒါကိုလည်းကျွန်တော်ကလင်္ကာလေးနဲ့ရေးပေးထားတယ်ပေါ့နော်အဲ့တော့နေနမိတ်ပြောင်းမယ်ဆို54နဲ့55ကိုဟုတ်ပါဘူးအမိပြောင်းမယ်ဆို54နဲ့55ကိုနေနမိတ်ပြင်မှာက9နဲ့53 5လေးဗျอืมအမိပြောင်းမယ်ဆိုလို့ရှိရင်ပုံမှန်54နဲ့55ကိုတေချာကြည့်ဖို့လိုအပ်တယ်အဲကျွန်တော်တို့ နန္ဒမိတ်ပြင်မယ်ဆိုရင်တော့အုံမ52 53 54ကိုကြည်ရဒါကြောင့်မို့ကျွန်တော်တို့ကအမီလေးအမီပြောင်းမယ်ဆို53နဲ့54နဲ့55ကိုနန္ဒမိတ်ပြင်မှာက9နဲ့53 54ပြဒါတွေအားလုံးမှတ်ထားပြီးနိုင်ငံဖွဲ့စည်းတိဆောက်ရေးဆိုပြီးတော့အဲကျွန်တော်ကအဲ့လိုအခန်းနှစ်တခန်းလုံးကိုအလွယ်မှတ်တဲ့လင်္ကာလေးရေးပြရတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်ကနင်းမီမြန်မာနိုင်ငံရဲ့နန္ဒမိတ်အေရီယာနဲ့ပတ်သက်ပြီးနားလဲစီဖို့အလွယ်လေးပြောပြတာဖြစ်ပါတယ် တိုင်းပြည်နေမီကိုတိုင်းကိုတွေနီနီကအော်ဘူးလေအမိပြောင်းမယ်ဆို54နဲ့55ကိုနေနေမိတ်ပြေမာက9နဲ့53 54ပြဒါတွေအလုံးမထားပြီးနိုင်ငံ ဖွဲ့စည်းတိဆောက်ရေးဆိုတဲ့အပိုင်းလေးဖြစ်ပါတယ်ဒါကနိုင်ငံတော်အင်္ဂါရဲ့အောက်မှာရှိတဲ့တာရီတိုရီဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့အပိုင်းလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဲကျွန်တော်မဟာဗမာဂျင်းကျော်လေးဖြစ်ပါတယ်